င်္ဂလာပါခင်ဗျာယူကရိန်းစစ်ပွဲရဲ့အခြေအနေတွေက တကယ်ကိုအရှိန်အဟုန်နဲ့ပြောင်းလဲနေတာတွေ့ရတယ်နော်ဟုတ်ကဲ့နေ့စဉ်နဲ့အမြတတင်းညေကအဆုံပါပဲဒီနေ့တော့အဲ့ဒီထက်ကအရေးကြီးဆုံးအပြောင်းလဲတချို့ကိုအထူးထူးဆန်းစစ်ကြည့်ကြအောင်အောက်တိုဘာ20ရက်နေ့နောက်ဆုံးရချက်လက်တီကိုအဓိကထားပြီးတော့ပေါ့အင်းအထူးသဖြင့် American Ukraine တန်တမာရနောက်ဆုံးအခြေအနေတွေပြီးတော့ Zaporizhia Pokrovsk လို့ပြောအဓိကစစ်မြေပြင်တွေကတိုးတက်မှုတွေကို နက်နက်ရှိုင်းရှိုင်းလေ့လာသွားချင်ပါရဲ့ဟုတ်ပါတယ်ဒီသတင်းရင်းမြစ်ထဲကအနှစ်သာရတွေကိုထုံနှုတ်ပြီးဘာတွေကတကယ်အရေးကြီးနေလဲဘလို့ဆက်ဆက်နေလဲဆိုတာကိုအဓိကထားဆွေးနွေးသွားဖို့ပါပဲဟုတ်ကဲ့အခုချိန်မှာသတင်းအချက်အလက်တွေကအမျိုးမျိုးထွက်နေတော့လေဘယ်ဟာကအရေးကြီးဆုံးလဲဘယ်အချက်တွေကဆက်ဆက်နေလဲဆိုတာကိုရှင်းရှင်းလင်းလင်းမြင်ဖို့လိုအပ်တာပေါ့အင်း ဒီနှစ်သုံးသပ်မဲ့အရင်မြက်ကနေငယ်ရင်အခြေအနေနဲ့စစ်မြေပြင် လက်တွေ့အခြေအနေကြားကဆက်ဆက်မှုတွေကိုအတော်လေးဖော်ပြနေတာတွေ့ရတယ်ရှင်။ကောင်းပါပြီ။ဒါဆိုစစ်ဝင်စားစရာအကောင်းဆုံးလို့ပြောရမယ့်အချက်လေးနဲ့စလိုက်ကြအောင်။ Financial Times ကဖော်ပြတယ်လို့ Military Summary မှာကိုးကားထားတဲ့သတင်းတစ်ပုဒ်လေးအတော်လေးကြည့်ရရိုက်သွားတယ်။ဟုတ်။ American သမ္မတ Trump နဲ့ Ukraine သမ္မတ Zelensky လို့တွေ့ဆုံမှုနဲ့ပတ်သက်တာနော်။ဟုတ်ပါတယ်။အဲ့ဒီတွေ့ဆုံမှုကအဆက်မပြေခဲ့ဘူး။ တော်တော်လေးတင်းမာခဲ့တယ်ဆိုတဲ့အကြောင်းပါသတင်းတွေထဲမှာပြောထားတာကထရမ့်ကဇလင်စကီကိုပူတင်ရဲ့စီကန်းချက်တွေလက်ခံလိုက်ပါဒါမှမဟုတ်ရင်အကြီးကျယ်ပျက်စီးခြင်းနဲ့ရင်ဆိုင်ရလိမ့်မယ်ဆိုပြီးတော့အဲရာဇဝန်ဆန်ဆန်ပြောခဲ့တယ်လို့ဆိုလေဒီအထုံးလုံးကတော်တော်ပြင်းနေနော်ဟုတ်တယ်ရှင်တော်တော်ပြင်းတာပါလေအဲ့ဒီတွဲဆုံမှုအတွင်းမှာအဟိငင်းခုံမှုတွေပါထစ်ခဲ့တယ်လို့အဲ့ဒီသတင်းရင်းမြစ်မှာဖော်ပြထားတာကိုကိုးကားထားတယ် ဟုတ်လား Trump ဟာစိတ်မရှိတော့တဲ့ပုံနဲ့ Ukraine စစ်မျက်နှာမြေပုံတွေကိုလွတ်ဖြစ်တယ်ပြီးတော့ဒီမြေပုံကိုထက်ခါထက်ခါမြင်နေရတာစိတ်ကုန်ပြီးဒီနေ့နေ့မိတ်မြင်ပင်နာရှိမန်တော်မတည်ဘူးဆိုပြီးပြောခဲ့တယ်လို့ဆိုပါတယ်อืมဒီလိုအပြုံမှုတွေက Ukraine ပေါ်ထားတဲ့သူ့ရဲ့စိတ်ဖြတ်မှုကို ပြသနေတယ်လို့ပဲနောက်ပြီးယူရှားရဲ့စီးပွားရေးဟာပိတ်ဆို့မှုတွေကြားကမပြိုလဲပဲအလွန်ကောင်းမွန်နေတယ်လို့ ူကိုယ်တိုင်ဝန်ခံခဲ့တယ်ဆိုတဲ့အချက်ကလည်းသတိပြုစရာပဲနောက်ထပ်အရေးပါတဲ့အချက်တစ်ခုက Trump ရဲ့ပြောစကားလို့ဆိုထားတဲ့ငါတို့လက်နက်တွေအကုန်လုံးကို Ukraine ကိုမပေးနိုင်ဘူးဒါကအမေရိကန်ရဲ့လက်နက်ထောက်ပံ့မှုအတိုင်းအတာနဲ့ပတ်သက်ပြီးတော့ဟွာမေကုန်းထုတ်ဆရာဖလာစီတာပေါ့ဟုတ်ကဲ့အစ်ဆိုင်မှုတွေကိုလိုချင်နေတယ်ဆိုပြီး Trump ကတုံ့တက်ခဲ့တယ်လို့တင်းမှာပါသေးတယ်ဒါကအနာဂတ်ငြိမ်းချမ်းရေးဆွေးနွေးမှုတွေအတွက်အလားအလာကိုအရေးအမြူပြနေသလားဆိုတာစဉ်းစားစရာပဲ ဒါပေမဲ့ဇလန်စကီဘက်ကတော့ဒီအဆိုပြုချက်တွေကိုလုံးဝလက်မခံဘူးဆိုတာရှင်းပါတယ်ရှင်။သူရဲ့တုံ့ပြန်မှုလို့ဖော်ပြထားတာကငါတို့ဒီစစ်ပွဲကိုရှုံးနေတာမဟုတ်ဘူး။ပူတင်နဲ့အနိုင်ရနေတာမဟုတ်ဘူး။ပူတင်ကိုနှမ်းမြေတလက်မှတ်မှာပေးမှာမဟုတ်ဘူးဆိုတာတွေပါ။ဟွန်းတော်တော်ပြတ်သားတယ်။ဟုတ်ပါတယ်။ယူရှာဘက်ကလူရင်အောင်တတုံနဲ့ဆုံးရှုံးခဲ့တယ်ဆိုတော့သူ့ရဲ့အခိုင်အမာပြောဆိုချက်ကလည်းသူ့ရဲ့မလျှော်တမ်းရည်တည်ချက်ကိုပြနေတာပေါ့။ ဒီလိုအချိန်မှာတမဒတ်နှစ်ယောက်ကြားကအမြင်ကွာဟမှုကတော်တော်လေးကြီးမားနေတာတွေ့ရတယ်။ဒီလိုနိုင်ငံကနိုင်ငံရေးတင်းမာမှုတွေနဲ့အတူယူကရိန်းပြည်တွင်းမှာလည်းအရေးကြီးတဲ့အပြောင်းအလဲတစ်ခု ဖြစ်လာဖို့ရှိနေတယ်ဆိုပြီးတော့လည်းတုံ့တက်ထားတယ်နော်။ဟုတ်ကဲ့။ဇီလင်စကီကစစ်အုပ်ချုပ်ရေးနဲ့အင်ဟာစုစောင့်မှုတပ်တန်းကိုနောက်ထပ်ရက်60တိုးမြင့်ဖို့ဥပဒေမူကြမ်းကိုဒီနေ့အောက်တိုဘာ20မှာပါလီမန့်ဖေခနရဒါကိုတင်သွင်းခွင့်ရှိတယ်ပြီးတော့ရပ်ပိုင်းအတွင်အတီးပြူနိုင်တယ်လို့ Ministry Summary မှာတုံ့သက်ထားပါတယ်ရှင့် အဲ့ဒီတတန်တူမှုကဘာကိုညွန်ပြနေလဲဗျစစ်ပွဲကိုဆက်တိုက်မယ်ဆိုတဲ့သဘောလားအရင်မေရဲ့သုံးသက်ချက်အရာလို့အဲ့ဒီအတိုင်းပါပဲဒီတတန်တူမှုဟာစစ်ပွဲကိုဆက်လက်တိုက်ခိုက်သွားမယ်ဆိုရယူကရိန်းရဲ့ဆုံးဖြတ်ချက်ကိုပြတ်တက်နေတယ်လို့မယ်ဟုတ်ကဲ့ဒါပေမဲ့ဒီလိုတတန်တိုးလိုက်ရင်ရုရှားဘက်ကတောင်အခွန်ခေါင်းယူပြီးတော့ဟာယူကရိန်းရဲ့စွမ်းရည်ကြီးကအဆောက်အုံတွေကိုဖိမှတ်ထားတဲ့အကြီးစားတုံးကြီးနဲ့ drone တိုက်ခိုက်မှုတွေလုပ်လာနိုင်တယ်လို့ခန့်မှန်းထားတယ်။အော်ဟုတ်ပြီ။စောစောက ပြောလေ Financial Times တင်းနဲ့က Trump ရဲ့အကြီးအကျယ်ပျက်စီးခြင်းဆိုတဲ့တတိပိချက်နဲ့ဒီခမန်းချက်ကတွားပြီးချိဆက်နေတဲ့သဘောပေါ့ဟုတ်ပါတယ်အဲ့ဒီလိုချိဆက်နေတာကိုတွေးလိုက်ပါတယ်ရှင်ဒါဆိုရင်ဒီဖြစ်ပျက်တဲ့အားလုံးကိုခြုံငုံကြည့်လိုက်ရင်စစ်ပွဲဟာဓမျိုးတပ်ဖုံအလဲအပြောင်းတစ်ခုစီဥတည်နေပြီလို့ဆိုလိုတာလားတချို့ကနောက်ဆုံးအဆင့်လို့သုံးနှုန်းကြတာလေအရင်မင်းမှာတော့ဒါကိုစစ်ပွဲရဲ့နောက်ဆုံးအဆင့်ဒါမှမဟုတ်အဆုံးသတ်အပိုင်းလို့သုံးသပ်ထားတာမှန်ပါတယ် ဒါပေမဲ့ရှင်းရှင်းလင်းလင်းနားလည်ထားဖို့ကဒီနောက်ဆုံးအဆင့်ဆိုတာရက်ပိုင်းလက်ပိုင်းအတွင်ပြီးဆုံးသွားမှာမဟုတ်ဘူး။အနည်းဆုံး6လကနေတနစ်လောက်အထိကြာမြင့်နိုင်တယ်လို့ခန့်မှန်းထားတယ်။အော်အချင်းယူရအောင်မယ်ဆိုတဲ့သဘောပေါ့။ဟုတ်ပါတယ်။ဆိုလိုတာကအဆုံးတက်ကနီးလာပြီလို့ယူဆနိုင်ပေမဲ့ဒီအဆင့်ကိုယ်တိုင်ကအချင်းကာလတစ်ခုကြာမြင့်အောင်မယ်ဆိုတာပါပဲ။ကောင်းပါပြီ။ဒီလိုနိုင်ငံရေးအရော့ပြီးတွင်းမှာပါဖြီးအားတွေရှိနေချိန်မှာ စစ်မြေပြင်လက်တွေ့အခြေအနေကဘလောက်အထိပြင်းထန်နေလဲဆိုတာ Herson data ကစာကြည့်အောင်အဲ့ဒီမှာဘာထူးခြားမှုတွေရှိနေလဲခင်ဗျာမြစ်ကအဓိကစစ်မျက်နှာဖြစ်နေဆဲပါပဲ military summary ရဲ့အောက်တိုဘာ20အချက်လက်တွေရရုရှားတပ်တွေအဲပုံမှန်တပ်ဖွဲ့ဝင်တွေကြီးမဟုတ်ဘူးလို့ဆိုပါတယ်အဖက်မောင်ရဲကင်းတော့အဖက်တွေပါတယ်လို့ပြောတယ်သူတို့ဟာဆာဒိုဗာအခြေချနေထိုင်ရအနီးမှာမြစ်ကိုဖျက်ချော်ပြီးယူကရိန်းထိန်းချုပ်နယ်မြေထဲကိုဝင်ရောက်နိုင်ခဲ့လေလို့ဆိုပါတယ်ဟုတ်ကဲ့ ယူကရိန်းလိုလာသတင်းရမစ်တီကိုကိုးကားပြီးတော့ယူကရိန်းတပ်တီဟာလူအင်အားချို့တဲ့မှုကြောင့်ဆာဒိုဗာကနီဆုတ်ခွာခဲ့ရတယ်လို့ဖော်ပြထားပါတယ်ရှင်ဒီလိုမြစ်ကိုဖျက်ကျော်ပြီးချေကုတ်ယူနိုက်တာကရုရှားဖူးဘလောက်အရေးပါနိုင်မလဲ military summary ကဘယ်လိုတုံးသက်ထားပါတယ်လဲအင်းမီရထုံတဲ့ချေရဒါကအတော်လေးမဟာဗျူဟာကြတဲ့တုတ်တမှုထင်နိုင်ပါတယ်ရှင်ယူရှားတို့ဟာမကြခင်မှာမစ်ရယူကရိန်းဖက်ကန်အပိုင်းကိုထိန်းချုပ်နိုင်ခြေရှိလာပါတယ်။အင်းဒီနေရာကိုထိန်းချုပ်နိုင်ရင် FPV drone တွေအဲသေစာပေါက်ကွဲစေနိုင်တဲ့ကင်မရာသက် drone တွေနဲ့စုံမို့ဖို့ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းတွေဖောက်ဖို့နောက်ပြီးခဲစုံမြို့ကိုဖိမှတ်ထားတိုက်ခိုက်မဲ့နောက်ထပ်ထိုးစစ်တွေအတွက်အရေးပါတဲ့ခြေကုပ်စခန်းတစ်ခုဖြစ်လာနိုင်ပါပဲ။ဂျနီယာဖြင့်ခဲစုံမြို့ကိုဖိအားပေးဖို့လမ်းပွင့်သွားနိုင်တဲ့သဘောပေါ့နော်။ဟုတ်ပါတယ်အဲ့ဒီလိုဆိုလိုပါတယ်ရှင်။ကောင်းပါပြီ။ခဲစုံကနီဇာဘရီရှီယာဘက်ကိုရွှေ့ကြည့်အောင်။အဲ့ဒီမှာ အခြေအနေတွေကပိုပြီးတိတိတသာပြောင်းလဲနေတယ်။အထူးသဖြင့် ဟိုပါဖလစ်ကအနီးမှာယူကရိန်းကကာကိုရေလိုင်းပျော်ချပါပြီဆိုတဲ့သတင်းတွေထွက်နေတယ်လေ။ဒါနဲ့ပတ်သက်ပြီး military summary မှာပါရဖော်ပြထားပါတယ်။ဟုတ်ကဲ့ရှင်။ဆပရီရှာအလေပိုင်းပါဗလစ်ကအနီကအခြေအနေကအတော်လေးစိုးရိမ်စရာကောင်းတယ်လို့အရင်းမြစ်ကတုံ့သက်ထားပါတယ်ရုရှားလာလာသူတွေထုတ်ပြန်တဲ့ဗီဒီယိုအထောက်အထားတွေဆိုတော့တိုက်ပွဲဝင်နေပုံတွေရုရှားအလန်တွေလွန့်ထူထားပုံတွေကိုကိုးကားပြီးတော့ ပါဗလစ်ကယူအာနဲ့သူပဝန်းကျင်ကခန်တက်အေရီယာတစ်ခုလုံးရုရှားထင်ချုံမှုအောက်ကိုလုံးဝရောက်ရှိသွားပြီလို့အခိုင်အမာဆိုထားပါတယ်ရှင်လုံးဝရောက်သွားပြီပေါ့ဟုတ်ပါတယ်အေဟော့နီချေဆိုတဲ့အနီးအနားနေရာမှာပါရုရှားအလံတွေတွေ့ရတယ်လို့ဖော်ပြထားတယ်ဒါဟာယူကရိန်းရဲ့ကာကွယ်ရေးလိုင်းတစ်ခုလုံးပြုတ်ကျသွားတာကိုပြန်တားနေတယ်လို့ဆိုပါတယ်အဲ့ဒီမှာ operational space ကိုရောက်သွားပြီလို့လည်းတုံ့သက်ထားတယ်နော်ဒါကဘာကိုဆိုလိုတာလဲဗျ ဒီ public ကပြောချမှုရဲ့နောက်ဆက်တွဲအကျိုးဆက်တွေကဘာတွေဖြစ်လာနိုင်မလဲ operational space ဆိုတာကတော့ရန်သူရဲ့ခိုင်မာတဲ့ကာကွယ်ရေး line တွေကိုပြုတ်ဖြတ်ပြီးလဲနောက်မှာပေါ့နော်စစ်စင်ရေးကိုပို့မို့လွတ်လပ်စွာလွတ်ဆောင်နိုင်တဲ့နေမျိုးကိုဆိုလိုတာပါရှင်ဟုတ်ကဲ့အခု user တက်တွေဟာဒီလိုနယ်ရာမျိုးကိုရောက်ရှိလာပြီးအနောက်ဘက်ကရေးပါတဲ့ဟူလီယိုင်ပေါ်မျိုးကိုဦးတည်ပြီးတိုးတက်နေပြီလို့ military summary ကတုံးသက်ပါတယ် ခူလီယိုင်ပေါ်တာကြာဆုံးခဲ့ရင်ဒါဟာယူကရိန်းအထက်လုံးဝဘေးဒုက္ခဖြစ်လာနိုင်ပြီးလပိုင်းအတွင်းမှာဇာပရီဂျီယာမြို့လော့ကိုပါယူရှာရီရရှိသွားနိုင်တယ်လို့အလွန်စိုးရိမ်ပွဲကခမှန်ချက်ထုတ်ထားပါတယ်ရှင့်အချီနေကတော်တော်ဆိုတာပေါ့ဟုတ်ပါတယ်အခုဆိုရင် novel specific အနည်းနဲ့ roberty အနောက်ဘက်က ခံတက်တွေကိုပါယူရှာရီစတင်တိုက်ခိုက်နေပြီလို့ဆိုပါရယ် nova microlivin ကိုတိုင်းပိုက်ပြီးပြီဆိုတဲ့အတီမပြုတ်နိုင်တဲ့ဒလင်းတွေလည်းရှိနေတယ်လို့ပြောပါရယ်ရှင့် sapricia ရဲ့တောင်ပိုင်းနဲ့မြောက်ပိုင်းခြေနေကတော့ဘလို့ရှိလဲ အဲ့ဒီမှာလေတိုက်ပွဲတွေဖြစ်ထန်နေတော့လားတောင်ပိုင်း step no his ကြီးတောင်မမယူရှာတက်ရီရှိနေတာကိုယူကရိန်းဘက်ကထုတ်ပြန်တဲ့ဗီဒီယိုဒီမှာတွေ့ရတယ်လို့ဆိုပါတယ်မြေပုံအချက်လက်တွေကတော့ယူရှာတွေဟာ primoskin နဲ့ step no hills တောင်ပိုင်းကိုထိန်းချုပ်ပြီးတိုးတက်နေပွဲရှိပါတယ်ရှင်မြောက်ပိုင်းမှာတော့ယူရှားတက်တီ36နဲ့29တမတော်လို့ဖော်ပြထားပါတယ်ကသူတို့ထိန်းချုပ်ထားတဲ့နေရာတွေကိုကာကွယ်နေချိန်မှာယူကရိန်းကဆုံးရှုံးမှုတွေများစွာနဲ့တံပြန်တိုက်ခိုက်နေတယ်လို့သတင်းရင်းမြစ်ကဖော်ပြတယ်။ဘာတော်လဲဆိုတော့ဟုတ် ယူရှားတက်တဲ့ပြန်လဲစုဖွဲ့တာအနောက်တောင်ဘက်ကိုထတ်တိုးတာတွေမလုံးနိုင်အောင်ဟန်တာဖို့စ조사နေတဲ့သဘောမှာဒီနေရာမှာဗော့ရှားမြစ်ကယူရှားအတွက်တဘာဝအကာအကွယ်တစ်ခုလိုဖြစ်နေတော့ယူကရိန်းတို့ကနီးပြူဟာပြောင်းပြီးမြစ်ကိုနေရာအများပြားကနေတပြိုင်တည်းဖျက်ကူးပြီးယူရှားနောက်ကိုထိုးဖောက်ဝင်ရောက်ဖို့စ조사နေတယ်လို့ဆိုရတယ် FPV drone နေတဲ့ကန့်တက်ချက်ကိုအခွင့်ကောင်းယူဖို့ရည်ရွယ်ပုံရပါတယ်ရှင်ဟုတ်ပြီနောက်ထပ်အလွန်ယူကြည့်တဲ့စစ်မျက်နှာတစ်ခုက Pokrask မြို့နော် အရင်ကရက်သက်တော်ဘက်ဒီအတွင်ကြနိုင်တယ်လို့ခမိုင်းတဲ့ရာကနေအခုရက်ပိုင်းအတွင်ကြနိုင်တယ်လို့ခမိုင်းချက်ပြောင်းလာတာကတော်တော်လေးဟိုဟာထိတ်လန့်စရာပဲဘာကြောင့်ဒီလိုမြင်မြန်ဆန်းဆန်းအခြေအနေဆိုးထွားရတာလဲဗျဟုတ်ပါတယ်ရှင်ပေါ်ခရက်စကီအခြေအနေကိုအင်းရင်မြစ်ကအလုံးဝဘေးဒုက္ခလို့တုံးလုံးထားပါတယ် ယူရှားတက်တီဟာမြို့ရဲ့တောင်ပိုင်းရောင်မြောက်ပိုင်းကပါခိုခန်းလုံးအနှဲငယ်နဲ့တိုးတက်နေတယ်လို့နောက်ဆုံးရသတင်းတွေကိုကိုးကားပြီးဖော်ပြထားတယ်။အရှင်ဟွန်ကအရင်ခံမှန်းထားတာထက်ပိုမြန်နေပုံရပါတယ်ရှင်။ဟုတ်ကဲ့။ယူရှားကာကွယ်ရေးဝန်ကြီးဌာနကလည်းမီဒထားလိုင်းတလျှောက်ကချာနီဟစ်စကေးဆိုတဲ့နေရာကိုတင်းပိုက်ပြီးကြောင်းတရားဝင်အစီရင်ခံထားတာကလည်းဒီအခြေအနေကိုအတီးပုနေတယ်လို့ပါပဲ။ဒီတိုးတက်မှုတွေကြောင့်ပေါ်ခရော့စ်ခါရပိုင်းတွင်ရုရှားလက်အောက်ကျောက်ရောက်နိုင်တယ်လို့ သုံးသက်ချက်ပြောင်းလဲသွားတာပါအဲ့ဒီလိုအချိန်နဲ့ဆိုရင်ပိုကရော့စ်မှရှိနေတဲ့ယူကရိန်းတပ်တွေဝိုင်းပတ်ပေမိမိအန်ဒရယ်ရှိနေပြီပေါ့သူတို့စုခွာဖို့အချိန်မီပါမလားအရင်မြေရဲ့သုံးသက်ချက်ရတော့ယူရှားရဲ့ထိုးစစ်အရှင်ကအရန်ပြင်းထန်နေတဲ့အတွက်ယူကရိန်းတပ်တွေဟာဝိုင်းပတ်မခံရခင်ရပိုင်းအတွင်းအမြန်ဆုံးစုခွာဖို့အကြူးစားရဖို့ရှိပါတယ်ရှင်ဒါမဲ့ဒါမဲ့ပတ်တင်နေလဲဒီလိုအမြန်စုခွာရတဲ့အခြေအနေမျိုးမှာတပ်ဖွဲ့ဝင်တချို့ ရာကနန်ဓမ္မထောင်ကနန်ထိပိတ်မိဒီဂျန်ရစ်ခင်နိုင်တဲ့အန်ဒရယ်လည်းရှိနေတယ်လို့သုံးသပ်ထားပါတယ်။ဒါကယူကရိန်းအတွက်လူအင်အားရာတော့စိတ်တပိုင်းရပါထပ်မံဆုံးရှုံးမှုဖြစ်စေနိုင်ပါတယ်ရှင်။ဟွန်းဆိုတာပေါ့ပိုကရော့ဖ်စ်အနီက ထိုးပေါက်ပေါက် area breakthrough area လို့တမန်ထားတဲ့နေရာမှာတော့အချင်းဒီဘလို့ရှိလဲ။ Nova Shakta ကကေဆာလေးကြလိုက်တယ်။ဟုတ်ကဲ့ရှင်။ အစိုးပိုင်းမှာယူကရိန်းကပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့သတင်းထွက်ခဲ့တဲ့ Novo Shakh တကာယာကိုယူရှားတွေကတံမြန်တိုက်ခိုက်မှုနဲ့ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ military summary ကနှုတ်ဆုံးအတည်ပြုထားပါဗျ။အော် ပြန်ပတ်သွားတာပေါ့ဟုတ်ပါတယ်ဒါကြောင့်အဲ့ဒီနေရာကိုမိခိုးရောင်ဆုံးဒါမှမဟုတ်အငင်းဖွားအဲ့ဒီအဖြစ်မြေပေါ်မှာပြန်လဲတတ်မှတ်လိုက်ပါတယ်ဒီအချိန်ဒီရဲရဲယူကရိန်းတို့ဟာပေါ်ခရော့စ်ချဆုံးခဲ့ရင်နောက်ထပ်ခုခံရမယ့်ကာကွယ်ရေးလိုင်းဖြတ်တဲ့အဝါရောက်မြင်လို့ရဲမြစ်ကယူညွန်းထားတဲ့နေရာတခြားမှာတပ်တွေကိုဘလို့ပြန်လဲစုဖွဲ့ကာကွယ်မလဲဆိုတာကိုအလေးနဲ့စဉ်းစားရတော့မှဖြစ်ပါတယ်ရှင်ဒါဆိုရင်ယူရှာရဲ့ရီမန့်ရက်ကဒေါ်နက်စ်ဒေသတခုလုံးကိုထိန်းချုပ်ဖို့ဆိုတာပိုးပြီးရှင်းလင်းလာသလိုပဲနော်ဇလန်စကီကနေပြီးအဆုံရှုံးမခံဘူးလို့ပြောတာတော့တိုက်ပွဲတွေကဆက်ဖြစ်နေအောင်ပါပေါ့အကေကြပါပဲရှင့် အရင်ငမြက်ရဲ့တုံတက်ချက်ကလည်းအဲ့ဒီအကျိုင်းပါပဲရုရှားရဲ့လက်ရှိအရှိန်အဟုန်နဲ့ဒီမန်းချက်ကဒေါနက်စကဒေတာတစ်ခုလုံးကိုသိမ်းပိုက်ထို့ဖြစ်ပြီးဇလန်စကီရဲ့ရက်တိချက်ရနိုင်ငံရေးအပေးယူထက်စီရဲ့အယဆက်လက်တိုက်ခိုက်သွားဖို့ကပိုများနေပါတယ်ဟုတ်ကဲ့အကယ်၍ဒေါနက်စကဒေတာတစ်ခုလုံးသာရုရှားလက်အောက်ကျဆုံးခဲ့ရင် military summary ရဲ့ခမန်းချက်အယရုရှားတွေကအာသစ်လောင်းပြီးဇာပိုရီးစီယာမြို့ကိုဆက်လက်ဖိမထားနိုင်နေတယ်တာပြင်ခဆိုနီယာဒီနီပရိုမစ်ကိုဖျက်ချော်ပြီးမြို့တော်ကာယစ်ဘတ် ်ဒါမှမဟုတ်အနောက်ဘက်ကိုပိုးပြီးထိုးစစ်ဆင်လာနိုင်ခြေရှိတယ်လို့သုံးသပ်ထားပါတယ်ရှင်အချင်းကြီးကတော်တော်လေးခြေပြန်လာနိုင်ကပေါ့လိုင်မန်ဒေတာဘက်ကိုလည်းအချင်းချုပ်ကြည့်လိုက်အောင်အဲ့ဒီမှာတော့ယူရှားရဲ့ဖျားပေးမှုအပြည့်အချင်းကြီးရှိလေခင်ဗျဒီကိုလုံးကျုံအောင်ထိန်းချုပ်ဖို့ဖြစ်တယ်လို့ဆိုပါတယ်ဟုတ်ကဲ့ လေမန်းရဲ့အရှိတောင်ဘက်ကအဆောက်အဦတွေရှိတဲ့နေရာတွေမှာလည်းပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်ပွားနေပါတယ်ချန်နေဝါရဲ့90ရာခိုင်နှုန်းလောက်ကိုရုရှားတွေထိန်းချုပ်ထားပြီးဆက်လက်တိုးတက်ဖို့ကြိုးစားနေတယ်လို့လည်းသတင်းတွေထွက်ပေါ်နေပါရဲ့ရှင်။ဒီစစ်မီပြင်းချင်းနဲ့အလုံးကိုခြုံငုံတုံးတက်ကြည့်ရင်ယူကရိန်းအတွက်အလောက်အလာကတော်တော်လေးခက်ခဲနေပုံရပါတယ်။ Military Summary ကရုရှားရဲ့ဒီလောက်အသာစီးရနေမှုရဲ့အဓိကအကြောင်းရင်းတွေကိုဘယ်လိုဖော်ပြထားပါတယ်လဲ။ဟုတ်ပါရဲ့ရှင်။ အရင်မြစ်ရဲ့ခြုံငုံတုံးထွက်ချက်အရာယူကရိန်းဟာအလွန်ခက်ခဲတဲ့အခြေအနေနဲ့ရင်ဆိုင်နေရပါတယ်။ Kupian Spor, Pokrovsk, Lyman, Seversk, Konstantinovka လိုမျိုးအရေးပါတဲ့မြို့တွေဟာ2025ခုနှစ်မကုန်ခင်မှာယူရှားလက်အောက်ကြာဆုံးသွားနိုင်ခြေရှိတယ်လို့တောင်ပြင်းပြင်းထန်ထန်တုံးသက်ထားပါတယ်ရှင့်။အတော်လေးဆိုးရွားတဲ့ခံမှန်းချက်ပဲ။ဟုတ်ပါတယ်။ယူရှားလေရဲ့အသားစီးရမှုတွေအထူးအကြောင်းရင်းတွေအဖြစ်အရင်မြစ်ကဖော်ပြထားတာတွေကတော့သူတို့ရဲ့အဆက်မပြတ် PR ပေးနိုင်စွမ်း စစ်မေပြင်မှာအစပြုမှု initiative ကိုရယူထားနိုင်ခြင်း FPV drone အသုံးပြုမှုမှာတာလွန်နေခြင်းဟွန်း FPV drone ကအရေးပါနေတော့မင်းနော်ဟုတ်ကဲ့ပြီးတော့အလွန်ထိရောက်တဲ့ပေါင်းဆက်အစစ်စင်ရင်းနီးပြူဟာတွေပေါ့နော် FPV drone အမြောက်လေကြောင်းလေကြောင်းရန်ကကွေရေးထူးစစ်တက်ဖွဲ့တွေအတွေ့အကြုံရှိတဲ့တက်မှုတွေရဥဆောင်မှုအဲ့ဒါတွေကိုပေါင်းဆက်အကောင့်တဲ့ဖော်နိုင်ခြင်းလို့ဖြစ်ပါတယ် ဒီလိုပေါက်ဆက်အားကိုယူကရိန်းတို့လက်ရှိအခြေအနေမှာထိထိရောက်ရောက်တုံ့ပြန်နိုင်စွမ်းမရှိသလောက်ဖြစ်နေတယ်လို့အရင်မြစ်ကအကဲဖြတ်ထားပါတယ်ရှင်။ကောက်ပါပြီ။ဒီနေ့ဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေကိုအချင်းချိုပြန်ကြည့်ရရင်အမေရိကန်နဲ့ယူကရိန်းခေါင်းဆောင်တွေကြားကတင်မာမှုလို့ဆိုကြတဲ့သတင်းတွေနဲ့အဲ့ဒါရဲ့ဖြစ်နိုင်ဖွယ်အကျိုးဆက်တွေဟုတ်ကဲ့ယူကရိန်းရဲ့စစ်အုပ်ချုပ်ရဲ့တပ်တန်းတိုးမှုနဲ့ဆက်ဆက်နေတဲ့ယူရှားရဲ့ဖြစ်နိုင်ဖွယ်တုံ့ပြန်မှုတွေပြီးတော့အထူးသဖြင့် Publicka နဲ့ Bookcroft တို့အဓိကစစ်မီပြင်းဒီမှာ ယူရှာဘဲကတိတိတာတာအသားစီးရနေတဲ့အခြေအနေတွေဟုတ်ပါတယ်ဟူလီယပိုရီဘတ်စွရင်ခွဲရခံမှန်းချက်တည်းရဲ့ချောင်းကို military summary ရဲ့ autobiography အချက်လက်တွေပေါ်အခြေခံပြီးဆွေးနွေးခဲ့ကြတာပါရှင်ဟုတ်ကဲ့ဒီဆွေးနွေးခဲ့တဲ့အချက်လက်တွေပေါ်မူတည်ပြီးဆက်ပြီးစဉ်းစားစရာမေးခွန်းတစ်ခုထုတ်ချင်ပါတယ်ရှင်ဟုတ်ကဲ့ပြောပါခင်ဗျာအဲ့ဒါကတော့စစ်မြေပြင်မှာယူရှာရဲ့လက်ရှိ အရှိန်ဟုန်းနဲ့အသားစီးရောက်နေမှုတွေကနိုင်ငံရေးအရာတွေးဆွန်ဖွင့်နှွေးဖို့ ဒါပေမဲ့အပိခရဲ့ဆယ်ရီဖြစ်နိုင်ချီဒီကိုဘလောက်အထိလွှမ်းမိုးထွားနိုင်မလဲဆိုတာပါပဲ။อืมစိတ်ဝင်စားစရာမေးခွန်းပဲ။နောက်တစ်ချက်က Financial Times ကနေတစ်ဆင့် Military Summary မှာဖော်ပြထားတဲ့ American သမ္မတ Trump ရဲ့ရည်ဒီချက်လို့ဆိုတဲ့အချက်တည်းလီအဲ့ဒါဒီဟာစစ်မီဘင်းကဒီလက်တွေအခြေအနေတွေယူရှာရဲ့တကယ်အသာစီးရနေမှုဒီနဲ့ဘလောက်အတားအယာထိကဲ့ညီမှုရှိနေသလဲဒါမှမဟုတ်ကွာဟောင်းနေသလဲဆိုတာကလည်းစိတ်ဝင်စားစရာကောင်းတဲ့သုံးသက်ချက်တစ်ခုဖြစ်လာနိုင်ပါတယ်ရှင်။ Okay စဉ်းစားစရာအချက်တွေပါပဲ ဒီနေ့ကျွန်တော်တို့အတူတကွဆန်းစစ်ကြည့်မယ့်အကြောင်းအရာကတော့လေတရင်ရမြစ်ဒီမှာမကြာသေးခင်ကဖော်ပြခဲ့တဲ့ဇာပရဇီရှားနဲ့ဖူကရော့စမီနာတွေကနောက်ဆုံးရဆက်ရေးအခြေအနေတွေရဲ့အရေးပါမှုပဲဖြစ်ပါတယ်။ဟုတ်ကဲ့ဒီဒေတာတွေကတရင်တွေဟာ တော်တော်လေးအာရုံစိုက်စရာ ဖြစ်လာနေပါတယ်။ဟုတ်ပါတယ်။အဓိကအားဖြင့်ကျွန်တော်တို့ဆွေးနွေးသုံးသပ်ရမယ့်ဘဟုမေးခွန်းကတော့လေဒီစမီနာတွေကထုတ်ပေါ်လာတဲ့အစဉ်အခံချက်တွေ အထူးသဖြင့်ယူကရိန်းရဲ့ဆုတ်ယုတ်မှုတွေပေါ့ဒါတွေဟာသူတို့ရဲ့အလုံးစုံကာကွယ်ရေးစစ်တမ်းပြိုကျပျက်စီးလူနည်းဖြစ်နေပြီဆိုလို့ညွန့်ပြနေသလားအဲဒါမှမဟုတ်ရင်အင်မတန်ပြင်းထန်ပေမဲ့ဒေတာအလိုက်ဂျုံတိနေရတဲ့ဆုတ်ယုတ်မှုတွေအချက်အတရားတွေကိုပဲကိုစားဖြူနေသလားဆိုတော့ပါပဲဟုတ်ကဲ့ကျွန်တော်ဘက်ကတော့လေလက်ရှိရရှိထားတဲ့အချက်အလက်တွေအထူးသဖြင့်အဲဒီဆုတ်ယုတ်မှုတွေရဲ့ရှင်းတဲ့သဘောသဘာဝကိုကြည့်လိုက်ရင်ဒါဒေတာဆိုင်ရာကိစ္စတစ်ခုတည်းပို့ပြီးတော့အမ် ကျဲပြက်နဲ့ပြိုကျမှုရဲ့ရှေ့ပေလက္ခဏာတွေဖြစ်နိုင်တယ်ဆိုတာအမြင်ကိုတင်ပြတော့မှာပါကျမကတော့ဒီရှုထောင်ကိုစိန်ခိုးရှင်ပါတယ်ဒီဆုံးရှုံးမှုတွေဟာအလွန်စိုးရင်စရာကောင်းတာမဲ့ပါတယ်ဒါပေမဲ့တရင်းရင်မြင်မှာပါတဲ့အချက်လက်အားလုံးကိုခြုံငုံတုံးတက်ပြီးတော့ပေါ့လေအခြားဖြစ်နိုင်ရှိသည်ဥပမာ နီးပြဟာမြောက်ဆုတ်ခွာမှုလိုအချက်တွေကိုထည့်စင်းစားရင် အလုံးစုံပြိုကျသွားပြီလို့ကောက်ချက်ချဖို့ကအထောက်ထားမလုံလောက်သေးဘူးစောလွန်သေးတယ်ဆိုတဲ့ဘက်ကနေဆွေးနွေးထောင်းပါမယ်ရှင်။ကောင်းပါပြီ အဲ့ဒီတော့ကျွန်တော်ရဲ့ယက်တီချက်ကိုအသေးစိတ်လေးနည်းနည်းရှင်းပြပါစေ။အာဇပရီရှားစစ်မျက်နှာကအခြေအနေကိုကြည့်လိုက်ရင်အလွန်ကိုပြင်းထန်နေပါပြီ။အထူးသဖြင့်ပါဖလစ်ကခန်ဒက်အဲရီယာတစ်ခုလုံးရုရှားလက်အောက်ကိုလုံးဝကျရောက်သွားတယ်ဆိုတဲ့တင်းရင်းမြစ်ကအတီးပြုတ်ချက်တွေပေါ့။ဒါဟာတာမတ်မြေခွက်လေးတစ်ခုလက်လွတ်လိုက်ရတာမဟုတ်ပါဘူးလေ။ဒီပါဖလစ်ကအဲရီယာဆိုတာကယူကရိန်းရဲ့တောင်ပိုင်းကကွေရေးလိုင်းမှာ နှစ်နဲ့ကြည်ပြီးခိုင်ခိုင်မာမာတိဆောက်ခါတဲ့အခေရာကြတဲ့ခန္ဓာတစ်ခုဖြစ်ပါတယ်။အင်းဒီလိုနေရာမျိုးလုံးဝကြဆုံးသွားတယ်ဆိုတာကယူကရိန်းကာကွယ်ရေးစီအကြီးကျယ်ထိုးဖောက်ခံလိုက်ရပြီးအားနည်းချက်ပေါ်လာတာကိုပြတာပေါ့။ဒီရက်ပိုအေးကြီးတာကတရင်ကြီးမြစ်ကထော်ပြထားသလိုဒီကြဆုံးမှုကြောင့်ယူကရိန်းတပ်တွေဟာ operational space လို့ခေါ်တဲ့စစ်စင်ရေးလွတ်လပ်ခွင့်ရသွားတာပါ။ ဒီနေရာမှာ operational space ဆိုတာကသူတို့တပ်ဖွဲ့တွေကိုပုံမလွတ်လပ်စွာရှိပြောင်းနိုင်ပြီးနောက်ထပ်ထိုးစစ်ဆင်ဖို့အခွင့်အလမ်းတွေပွင့်သွားတာကိုဆိုလိုတာပေါ့လေ။ဒါကြောင့်အနောက်ဘက်ကဟူလီယေဖို့မြို့အဲ့ဒီမြို့ဟာဇာပိုရီရှီယာတောင်ပိုင်းခြမ်းအတွက်အရေးပါတဲ့ထုတ်ပန်ရေးလမ်းကြောင်းပေါ်ကမြို့တစ်မြို့ပါ။အဲ့ဒီမြို့ကိုတိုက်ရိုက်ချင်းကြောက်လာနိုင်ပါတယ်။တရင်းရင်းမြစ်ကဟူလီယေဖို့တာကြာသွားရင်ဇာပိုရီရှီယာမြို့ကိုယ်တိုင်အန်ဒီယာရှိလာနိုင်ပြီး အချိန်အပြင်6လကနေ9လအတွင် ရောက်နိုင်တယ်လို့ခန့်မှန်းထားတာဟာဒီအခြေအနေရဲ့မဟာဗျူဟာမြော့အရေးပါမှုကိုမိမောင်းထုတ်ပြနေပါတယ်။ပိုခရော့စ်ဘတ်ကိုကြည့်ရင်လည်းအလားတူအရှင်ဟုန်ကိုတွေ့ရပါတယ်။ယူရှားတက်တီအလွန်လင်းမြန်စွာရှေ့တိုးလာနေပြီးယူကရိန်းဘက်ကတိတိတသာ ခုတ်ခတ်နိုင်စွာလျော့ကျနေပုံရတယ်လို့သတင်းအချက်အလက်တွေကဆိုပါတယ်။ချင်းနီဟောက်စ်ကေလိုအရေးပါတဲ့ကြေးဝါကိုတင်ပတ်လိုက်တာ ပိုခရော့စ်မြို့လယ်နဲ့မြောက်ပိုင်းအထိယူရှားတက်တီချင်းကလာနေပြီဆိုတဲ့သတင်းတွေဒါတွေအလုံးဟာယူကရိန်းရဲ့ထိန်းချုပ်မှုလျော့ရဲလာနေပုံကိုညွှန်ပြနေပါတယ်။အထူးသဖြင့်ပိုခရော့စ်ကိုရပ်ပိုင်းအတွင်းယူရှားကအဓိကအစိမ့်ပိုင်းတွေကိုသိမ်းပိုင်နိုင်မယ်လို့ခန့်မှန်းချက်ပြောင်းလဲလာတာဟာအချိန်နဲ့ဘလောက်မြင်မြန်ဆိုးဝါးလာနေတယ်ဆိုတာကိုပြတာပါ။ဆိုတော့ဒီဖြစ်တွေ့ကိုတီးစားစီမကြည့်ပဲစုပေါင်းသုံးသပ်လိုက်ရင်ဒါဟာဒေတာဆိုင်ရာတိုက်ပွဲလေးတွေမဟုတ်တော့ဘဲနဲ့တစ်ခုနဲ့တစ်ခုဆက်ဆက်နေတဲ့ ူမှုခြေပြန့်တဲ့ကာကွယ်ရေးစနစ်ရိုးရွင်းမှုပျော်ချလူနီးအခြေအနေစီဦးတည်နေတယ်လို့ကျွန်တော်ခိုင်ခိုင်မာမာယုံကြည်ပါတယ်။อืมဒီတပြက်ချက်တာတော့အခြေအနေရဲ့ဆိုးရွားမှုကောင်းကောင်းပုံဖော်ပါရရှင်။ Public ကနဲ့ Pokrovs ကအဖြစ်ပြက်တွေဟာတကယ်ကိုပြင်းထန်ပြီးယူကရိန်းအထွတ်ကြီးမားတဲ့စင်ခေါ်မှုတွေဆိုတာကိုကျွန်မလည်းသဘောတူပါတယ်။ဒါပေမဲ့ကျွန်မကတော့လေဒီအချက်လက်တွေကိုအလုံးစုံပြိုကျမှုအဖြစ်တိုက်ရိုက်ကောက်ချက်မဆွဲခင်မှာတတိထားခြင်းတဲ့အချက်ချို့ရှိပါတယ်။ပထမဆုံးအနေနဲ့အရင်မြစ်ကိုတိုင်းက ဖို့ cross chain နေပတ်သက်ပြီးအတီးမပြူနိုင်တော့တဲ့အချက်လက်များစွာနဲ့ကွဲပြားသောတရင်ပေးပို့မှုများရှိနေတယ်ဆိုတာဝန်ခံထားပါတယ်။စစ်မြေပြင်တရင်တွေအထူးသဖြင့်အရှေ့အဟုန်နဲ့ပြောင်းလဲနေတဲ့ရွှေတန်ကတရင်တွေဟာအဲဘယ်လိုပြောမလဲမြုံမုံနေကြတဲ့ကပုံကြီးလို့ဝေဝါးရတယ်လီ။ဒါကြောင့်ဖို့ cross ကနေယူကရိန်းတပ်တွေဆုတ်ခွာနေတယ်ဆိုရဲတရင်မှန်ရင်တောင်အဲ့ဒီစုခွားမှုနဲ့သဘောတဘာဝကိုတရားမသိပဲအသက်လူထွတ်ပြေးနေတာကိုကောက်ချက်ဆွဲဖို့ကဆော့လွတ်ပါတယ်။ဒါရန်တူဝိုင်းရမှုကနေလွံ့မြောက်ဖို့ဒါမှမဟုတ် အင်အားပြန်စူးစီးဖို့အတွက်အစီအစဉ်တကြနေပြူဟာအရောက်ဖုတ်ခွာတာမျိုးလည်းဖြစ်နိုင်ခြေရှိလာပေါ့ဒုတိယအချက်ကအရင်မြင့်ထဲမှာပဲယူကရိန်းဘက်ကခုခံမှုတွေတံပြန်လုဆောင်မှုတွေရှိနေသေးတဲ့ဆိုတာကိုလည်းဖော်ပြထားတာသတိပြုမိပါတယ်ဥပမာ Nova Sharkstar Sketchy ဝါကိုယူကရိန်းတွေခဏတာပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုတဲ့အချက်နောက်ပိုင်းမှာအကြီးအနဲ့တိုက်ပွဲဖြစ်ပွားရနေတာပြန်ဖြစ်သွားပေမဲ့ပေါ့လေ ဒါဟာသူတို့မှတိုက်ခိုက်လို့စိတ်နဲ့စွမ်းဆောင်ရဲအတိုင်းကတခုထိကြန့်ရှိနေသေးတယ်ဆိုတာကိုပြပါရယ်။လိုင်မန်ဒေတာမှလည်းယူကရိန်းနဲ့ဆက်လက်ခုခံနေဆဲလို့ဆိုထားပါရယ်။ဒါပြင်ဇပရီးရှားမြောက်ပိုင်းမှာယူကရိန်းနဲ့နှိပြအပြောင်းပြီးခမရှုဘော့ကအနီးကတော်ရန်နေထဲမှာအင်အားပြန်လဲစုဖွဲ့ဖို့စ조사နေတယ်ဆိုတဲ့အချက်ကလည်းသူတို့ရဲ့လိုင်လျောညီထွေပြုပြင်ပြောင်းလဲနိုင်စွမ်းလုံးဝပျောက်ကွယ်သွားခြင်းမရှိသေးဘူးဆိုတာကိုညွှန်ပြနေပါတယ်။နောက်ဆုံးရေးချီးတဲ့ချက်ကတော့ရုရှားရဲ့အောင်မြင်မှုကြီးကသူတို့ရဲ့ပေါင်းဆက်စွမ်းရည်ကြောင့်လို့အရင်မြတ်ကတုံးသက်ထားတာပါ။ ကိုရင် le drone ပိုင်လောက်ရဲ့မြင်ကွင်းတိုင်းတိုက်ရိုက်ထင်းချိုပစ်ခတ်နိုင်တဲ့တိကျမှုမြန်မာတဲ့ drone တွေပေါ့အများညာလေကြောင်းပစ်ကူလေကြောင်းကောက်ွယ်ရေး system တွေအတွေ့အကြုံရင်တက်ခိုက်ရေးတပ်ဖွဲ့တွေညစ်နိဗျဟာကျွမ်းကျင်တဲ့ဗိုလ်ချုပ်တွေရဲ့ပေါင်းစပ်မှုကြောင့်လို့ဆိုပါတယ်ဆိုတော့ဒါဟာရုရှားဘက်ကလက်ရှိနိဗျညာနဲ့နိဗျဟာပိုင်းမှာအသာစီးရနေတာကိုပြတာဖြစ်ပြီးယူကရိန်းရဲ့အလုံးစုခုခံနိုင်စွာလုံးဝပျောက်ဆုံးသွားပြီလို့တိုက်ရိုက်ကောက်ချက်ဆွဲဖို့တော့ခက်ခဲပါတယ်ဒါကြောင့်ဒီအဖြစ်ဖြစ်တွေဟာအလုံးပြင်းထန်တဲ့ data ဆိုင်ရာအခြေအတဲတွေဖြစ်တယ်ရှေ့တန်းမှာအပေါက်အပြက်တွေဖြစ်နေတယ်ဆိုတော့ကျွန်မလက်ခံပါတယ်ဒါပေမဲ့ရှေ့တန်းစစ်မင်းနာတဲ့ခုလုံးပြောချပစ္စည်း တော့မယ်လို့သတ်မှတ်ဖို့ကတော့အချက်လက်တွေပုံမဆောင်ကြည့်ဖို့လိုအပ်နေသေးတယ်လို့မြင်ပါရဲ့ရှင်။ Hmm အဲ့ဒီအချက်တွေကစဉ်းစားစရာပါ။ဒါပေမဲ့အဲ့ဒီ Pavlov ကအခြားဆုံးမှုရဲ့အချိုးအဆက်ကိုကျွန်တော်တို့ရှော့မသွက်သင့်ဘူးလို့ထင်တယ်။ဒါတခြားဆုံးရှုံးမှုတစ်ခုမဟုတ်ပဲနဲ့မဟာဗျူဟာများတည့်အောင်မှုရှိတယ်လေ။ခုနပြောခဲ့တဲ့ operational space ရထားလဲဆိုတဲ့အချက်ကိုပြန်ကြည့်အောင်။ဒါကရုရှားကိုသူ့ရဲ့ထိုးစစ်တွေလမ်းကြောင်းအသစ်တွေဖွင့်ပြလိုက်တာ။ဒီလိုခြေနေမျိုးက domino ပြိုကျမှုလို့ဖြစ်မလာဘူး။လူလျာပေါ်ကိုချိန်ထောက်စေ အဲ့ကနေဇာပူရီစရှာမြို့တော်ဒီလမ်းပွင့်သွားနိုင်တဲ့ဆိုတာကယူကရိန်းတောင်ပိုင်းတစ်ခုရဲ့ကာကွယ်ရေးကိုအန်တရာထိစေတာမဟုတ်ဘူးလားဟုတ်ကဲ့ပလီဖကာရဲ့မဟာဗျူဟာမြောက်အေးပမှုနဲ့ဆုံးရှုံးမှုရဲ့ပြင်းထန်မှုကိုကျွန်မအတိအမှပြုပါရယ်ဒါပေမဲ့ operational space ရတိုင်းရှေ့ဆက်ဒိုးစစ်ကအလိုအလျောက်အောင်မြင်သွားမယ်လို့ဆိုလိုတာမဟုတ်ပါဘူးရှင်ယူချားတယ်ဒီနေရာကနေအနောက်ဘက်ကိုဆက်တိုးဖို့ကြိုးစားရင်သူတို့ကိုယ်တိုင်လည်းထောက်ပံ့ပူးဆောင်ရင်အခက်အခဲတွေအင်အားဆန့်ထုတ်ရမှုတွေကြုံတွေ့ရနိုင်ပါတယ် ပြီးတော့ယူကရိန်းနေဘက်ကလည်းလွေလွေနဲ့အရှုံးပေးမှာမဟုတ်ပါဘူး။အရင်မြန်မာကိုပဲယူကရိန်းနေနေနဲ့နောက်ထပ်ကာဂယီစီးတခုအဝါရောင်မီးလို့သူတို့ရည်ညွှန်းထားတဲ့နေရာတစ်ချောင်းမှာအခြေအနေကိုတည်ငြိမ်အောင်ကြိုးစားရလိမ့်မယ်လို့ခမန်းထားတယ်။အင်းတာကပါကိုပြလဲဆိုတော့ရှေ့ရမ်းမှာပြန်လဲတည်ငြိမ်အောင်လုပ်ဖို့ကြိုးစားမယ်အစီအစဉ်နေ။ ဒါမှမဟုတ်အ ਨੇ ဆောင်တော့အဲ့ဒီလိုလှုပ်ဆောင်ဖို့လိုအပ်ချက်ကိုသူတို့သတိပြုနေနေတယ်ဆိုတာပါပဲ။တနည်းအားချိုးပေါက်သွားတိုင်းစစ်မျက်နှာတစ်ခုလုံးပြုတ်ကျသွားပြီးတော့ကောက်ချက်ဆွဲဖို့ကမြန်လွန်းနေပါသေးတယ်။ဟုတ်တယ်အလားအလာကိုတော်တော်လေးတန်းရဖြစ်เสียဖြစ်စေတယ်လေ။ရုရှားတပ်တွေရှေ့တက်နုံကဒါမှမဟုတ်ဘူး။တနည်းမြေတွေဖိုးပြချက်အရာယူကရိန်းကိုခါမှုကတိတိသက်သာအားနည်းနေတယ်။မြို့ကိုရပ်ဖိုင်းသွေးတင်းပိုက်နိုင်မယ်ဆိုရခါမှချက်မျိုးထွက်လာတာဟာချင်းဒီဘလောက်စိုးရင်စရာကောင်းလဲဆိုတော့ပြရတယ်။ပြီးတော့အရင်မြင်မှာပဲ ယူကရိန်းနေဝိုင်းပတ်ခနားနိုင်ကြီးကိုရှောင်ရဖို့အလီမီးယားဆုတ်ခွာနိုင်တယ်လို့တုံးထက်ထားတာကတော့ဒါကစနစ်တကျဆုတ်ခွာမှုတစ်ပိုးပြီးပရိုဖျက်ဖြစ်နေတဲ့ခြေနေကိုညင်ပြနေတယ်မဟုတ်လားအင်းဖိုကဖတ်စကခြေနေဆိုးရတာကိုကြည့်မှလုံးဝမငင်းပါဘူးဒါပေမဲ့အေးရပ်ပိုင်းတွန်းဆိုတဲ့ခံမှန်းချက်ဟာခံမှန်းချက်ပဲဖြစ်ပါ诶အတီဖြူလို့မရသေးတဲ့တဲ့နေအများရှိနေဆိုတဲ့ချက်ကိုလည်းထပ်လောင်းဝင်လေးပြချင်းပါ诶စစ်မီပင်ကချက်လက်တွေဟာအမြင့်နဲ့မပြည့်စုံပါဘူး ဝိုင်းမခိုင်နိုင်ချီကိုရှောင်းရဘူးစွတ်ခွာတယ်ဆိုတာကလည်းစစ်ရဲအားလုံးလစ်လုံးထားရှိတဲ့နီးဗျူဟာတစ်ခုပါအဓိကကွာခြားချက်ကအေးစွတ်ခွာမှုဟာအစည်းအဝေးတကြားနဲ့ထင်းချုပ်မှုရှိရှိလုပ်တာလားဒါမှမဟုတ်အထင်အခွက်မဲ့ပြိုကွေးပြီးထွက်ပြေးတာလားဆိုတာပါပဲလက်ရှိအချက်လက်တွေအရအထူးသဖြင့်အတိမပြိုနိုင်သောသတင်းများစွာရှိနေဆိုတော့ဝန်ခံချက်ကြောင့်ဒုတိယမျိုးစာပြိုကွေးထွက်ပြေးမှုလို့ထထက်ချက်ကောက်ချက်ဆွဲဖို့ခက်ခဲနေတယ်လို့ကျွန်မဆိုလိုတာပါရှင် ဒီနေရာမှာတတိထားပြီးစောက်ကြည့်ဖို့လိုပါတယ်။ကောင်းပါပြီ။ဒါဆိုရင်ဟူလီယိုင်ပို့နဲ့ဇာပိုရီဇီယာအတအလားအလာကိုပြန်ဆက်အောင်ပပလီကာကြပြီး operational space ရသွားတာအရင်မြေကဇာပိုရီဇီယာကို6လခုနှစ်လအတွင်းရောက်နိုင်ကြရှိနေလို့ခန့်မှန်းတာ။ဒီခန့်မှန်းချက်လားဘလောက်ထိအလေးထားစရာလို့တင်ထင်ပါသလဲ။ဒါဟာတကယ်ထစ်လာနိုင်ကြရှိနေမဟာပြုဒ်မျိုးချင်းချောက်မှုတခုမဟုတ်ဘူးလား။ဒေချာပေါ့ဒါဟာအလေးထားရမယ့်ချင်းချောက်မှုပါပဲ။ဒါပေမဲ့6လခုနှစ်လအတွင်းဆိုတဲ့အချိန်ကာလကိုတိုင်းက အတော်လေးရှည်ကြပြီးတော့ဒီကြားထဲမှာဘာမှစို့ဖြစ်သွားနိုင်တယ်လေစစ်ပွဲရဲ့အခြေအနေတွေက တပတ်နဲ့တပတ်တောင်မတူနိုင်ပါဘူးရုရှားတွေရှစ်ဆက်တော့ဖို့ဂျူးစားရင်ခုနကပြောပေးသလိုထောက်ပံ့ရေးလမ်းကြောင်းတွေပို့ရှည်လျားလာမယ်အင်အားပိုဖျန်းချက်ရမယ်ယူကရိန်းဘက်ကလည်းအနောက်နိုင်ငံတွေရဲ့အကူအညီတွေဒါမှမဟုတ်ကိုယ်တိုင်ပြန်လည်စုဖွဲ့မှုတွေနဲ့ကာကွယ်ရေးအတစ်တီးပြင်ဆင်လာနိုင်ပါတယ်အရင်ပြန်မှာဖော်ပြထားတဲ့ operational space ကအခွင့်အလမ်းတစ်ခုဆိုပေမဲ့အဲ့ဒီအခွင့်အလမ်းကိုအသုံးချနိုင်ဖို့ကရုရှားတပ်တွေရဲ့စွမ်းဆောင်ရည် ထောက်ပံ့မှုယူကရိန်းရဲ့တုံ့ပြန်မှုအစားရှိတဲ့အခြေတည်အများကြီးပေါ်မှာမူတည်နေပါတယ်။ဒါကြောင့်အဲ့ဒီခံမှန်းချက်ကိုဖြစ်နိုင်ခြေတစ်ခုအဖြစ်မှတ်ယူနိုင်ပေမဲ့တခြားဘောဖြစ်လာမယ့်အရာလို့တော့မတက်မတင်မှုထင်ပါတယ်ရှင်။ဟုတ်ပြီ။ဒါဆိုရင်အရင်အမြင်မှာအဖော်ပြထားတဲ့ယူကရိန်းဘက်ကအဖြစ်ပေါ်ဆောင်တဲ့အချက်လေးတွေဥမာ Nova Shakhtarsky ကိုခဏပြန်သိမ်းတာအလိုင်းမန်မခုခံနေသေးဆိုတာဒီကတော့ဒီလိုကျယ်ပြန့်လာနေတဲ့ဆုတ်ယုတ်မှုတွေရဲ့ရှေ့မှောက်မှာဒီအချက်လေးတွေကအလုံးစုံပုံရိပ်ကိုဘလောက်ပြောင်းလဲစေနိုင်မလဲ။ ျွန်တော်အမြင်မှာတော့ဒါတွေဟာပင်လယ်ဟဲကစားပွင့်လေးတွေလိုပဲကြီးမားတဲ့ရေစီးကြောင်းကိုမပြောင်းလဲနိုင်ဘူးလို့ထင်ပါတယ်။ဒီမှာတော့အဲ့ဒီ cherry oil လုံးဝပြည့်ပယ်လို့မရဘူးလို့မြင်ပါတယ်။ Nova Chester skin မှာတံမြန်တိုက်ခိုက်နိုင်ခဲ့တာလိုင်မန်မှာဆက်လက်ခုခံနေနိုင်တာတွေဟာယူကရိန်းတပ်တွေမှာတိုက်ခိုက်လို့စိနေစနစ်ချက်လောက်ဆောင်နိုင်စွာအတိုင်းရတာတစ်ခုထိကြန့်ရှိနေသေးတယ်ဆိုတာကိုပြပါတယ်။သူတို့လုံးဝအရှုံးပေးလိုက်ပြီးစစ်တပ်တစ်ခုလုံးဖြိုခွဲသွားပြီလို့ပြောလို့မရတဲ့ပါဘူး။ နောက်ပြီးတော့ရုရှားရဲ့အောင်မြင်မှုတွေမှာ FPV ရုံလုံးမျိုးနီးပညာအသားဆီယာမှုကအဓိကအခန်းခံတာကပါဝင်တယ်လို့အရင်းမြစ်ကထောက်ပြထားတာကိုလည်းပြန်တည်ပြုတင်ပါတယ်။ဒါဟာယူကရိန်းရဲ့ဆွမ်းဆောင်ရေးလုံးဝမရှိတော့လို့ဆိုရတဲ့ယူကရိန်းကလက်ရှိမှာအသုံးပြုနေတဲ့တိချနီးပညာနဲ့နီးပြဟာကိုယူကရိန်းကထိထိလိုက်အောင်မတုံ့ပြန်နိုင်သေးတာထင်နိုင်ပါတယ်။ဆိုလိုတာကအကယ်၍ယူကရိန်းကဒီနီးပညာတွေကိုတမ်းမြနိုင်မယ်နီလနဲ့ရှာသွဲခင်ဒါမှမဟုတ်အနောက်နိုင်ငံတွေကအလားတူအကူအညီပို့ပေးလာခင်အခြေအနေကပြောင်းလဲသွားနိုင်ပါတယ်။ဒါကြောင့် အချိန်တွေကရှုပ်ထွေးပြီးအဖြူအမဲတဲတဲ့ကွဲကွဲခွေးချဖို့ခက်နေတည်တယ်လို့ကျွန်မထပ်ပြောချင်ပါတယ်ရှင်။ကောင်းပါပြီ။ဒီနေ့ကျွန်တော်တို့ရဲ့အမြင်ဖလှယ်မှုတွေကိုခြုံငုံသုံးသပ်ရရင်ပေါ့လေ။ကျွန်တော်အနေနဲ့ကတော့အရင်ဘက်ကနေရရှိအထောက်အထားတွေအထူးသဖြင့် Puff Lip ကလိုမဟာပြဝါကျအနေအားတစ်ခုလုံးဝကြာဆုံးသွားတာ။ Pro Cross မှာ Russia တပ်တွေအရှင်အဟုန်ပြင်းပြင်းရှိတက်လာမှုဟူလီယိုင်ပိုနဲ့ဇာပိုရီဇီယာအပေါ်ကြောက်ရွံ့လာနိုင်တဲ့ကြီးမားတဲ့ချင်းချောင်မှုတွေ ဒါရီယာယူကရိန်းကာကွယ်ရေးစနစ်တစ်ခုလုံးဖို့အတွက်အလွန်စိုးရိမ်ရွာအခြေအနေကိုညွန်ပြနေပြီးဒါဒေတာဆိုင်ရာအချက်တွေဆိုတာတဲ့ပုံမူခြေပြန့်တဲ့အကျိုးဆက်တွေရှိနိုင်တဲ့အလွန်ဆုံးရွေရွေးမှုစီဥတည်နေတယ်လို့ဆက်လက်ပြီးရှုမြင်ပါတယ် ဂျမဘက်ကတော့ဒီဆိုရှယ်မီဒီယာပြင်ထန်မှုကိုလုံးဝဒီအမစ်ဖြူလက်ခံပါတယ်။ဒါပေမဲ့အရင်မြင်မှာပါဝင်တဲ့အချက်လက်အားလုံးကိုချိန်ဆကြည့်တဲ့အခါအထူးသဖြင့်အဒီမပြူနိုင်သေးတဲ့တတိယနေ့ယူကရိန်းရဲ့ဆက်လက်ခုခတ်မှုတွေနဲ့လိုက်လျောညီထွေပြူမှုလိုက်စွမ်းအချို့ပြီးတော့ယူရှားရဲ့အောင်မြင်မှုတွေမှာနီးပညာနဲ့နီးပြူဟာတီးတန့်အားတကြစ်တွေပါဝင်နေတဲ့ဆွဲအချက်တွေကိုထည့်သွင်းစဉ်းစားလိုက်ရင်လက်ရှိအခြေအနေကိုယူကရိန်းကာကွယ်ရေးစစ်တမ်းတစ်ခုလုံးပြိုကျပြည့်ရှိဖို့မယ်လို့တီးကြောက်ချက်ချဖို့အတွက်ခိုင်မာတဲ့အထောက်အထားလုံလောက်မှုမရှိသေးဘူးလို့မြင်ပါတယ်။ဒါရီဟာ အလွန်ပြင်းထန်တဲ့ဒီတဆိုင်ရာအကြက်တဲတွေဖြစ်နိုင်ပေမဲ့အအဆုံးအဖြတ်ပေးမဲ့အလဲပြားလို့တတ်မှတ်ဖို့ကဆော်လို့နေပါသေးတယ်ရှင့်ဒီတော့ကျွန်တော်တို့နှစ်ဦးစလုံးကဇာဘော်ရီဇီယာနဲ့ပေါ်ခရော့ဖ်ကအခြေအနေတွေဟာအလွန်ပြင်းထန်တယ်ဆိုတာကိုသဘောတူကြပြီးမဲ့အဲ့ဒီပြင်းထန်မှုကယူကရိန်းရဲ့အလုံးစုံကာကွယ်ရေးစနစ်တဲ့ဘာကိုအဓိပ္ပာယ်ဆောင်တယ်ဆိုတဲ့အပေါ်မှာတော့အဓိပ္ပာယ်ဖွင့်ဆိုမှုကွဲပြားနေစေဖြစ်ပါတယ်။ဟုတ်ကဲ့။တပက်ကအလုံးစုံပြောကြားမှုရဲ့ရည်အယောင်လွတ်မြင်ပြီး နောက်တစ်ပတ်ကတော့ပြင်းထန်ပေမဲ့ data ဆိုင်ရာအချက်တဲဖြစ်ရှုမြင်နေတာပေါ့ဟုတ်ပါတယ်ရှင်ဒါရှုပ်ထွေးပြီးအလွန်ပြောင်းလဲနေတဲ့အခြေအနေတစ်ခုပါဒီလိုကွဲပြားတဲ့ရှုထောင့်တွေကနေအချက်လက်တွေကိုစမ်းစစ်သုံးသပ်ခြင်းအားဖြင့်နားလောက်သူတွေနည်းနည်းလဲပုံမောပြေဆုံးတဲ့ပုံရိပ်ကိုရရှိနိုင်မယ်လို့မျှော်လင့်ပါတယ်ဘယ်အမြင်ကအမှန်ကန်ဆုံးထင်မလဲဆိုလာကိုတော့ရှေ့ဆက်ဖြစ်ပေါ်လာမဲ့အခြေအနေတွေနဲ့နောက်ထပ်ထွက်ပေါ်လာမဲ့တရေအချက်လက်တွေကပဲအဆုံးအဖြတ်ပေးပါလိမ့်မယ်ဒီအကြောင်းအရာကိုဆက်လက်စောင့်ကြည့်အကဲဖြတ်သွားဖို့လိုအပ်မှာဖြစ်ပါတယ် ဒီနေ့အချိန်ပဲနောက်ထောင်ပေးခဲ့ကြတဲ့ကျေးဇူးတင်ရှိပါရရှင်